စာမေးအရင်က PDF တွေကြီးကိုတင်ပေးတဲ့သူဆိုတာအကြမ်းဖက်ပြည်သူတွေပဲရှိတယ်ခုနောက်ပိုင်းမှာတက်မတော်ကိုချစ်ပါတယ်ဆိုတဲ့သူတွေကပါ PDF တွေကိုတင်ပေးလာကြတယ် PDF တွေရောက်ကမေးဘူးလေဗျခမည်းကတက်မတော်ကိုချစ်တယ်မလားဘာဖြစ်လို့ကျုပ်တို့ကိုတင်ပေးနေရတာလဲလို့မေးတော့တက်ထောက်ခံသူက ပြန်ပြောတယ်ကျွန်တော် တတ်မတော်ကိုအသွေးတဲ့သားတွေကကိုချစ်ပေမယ်။ကျွန်တော်သားသမီးတွေကိုတော့စင်မှုထမ်းနဲ့မပါစေချင်လို့ခမည်းတော်ကိုသတင်းပေးနေတာလို့ပြန်ပြောတယ်။မင်းတို့နိုင်မှစင်မှုထမ်းစရာမလိုတော့မှတဲ့။အခုရပိုင်းသတင်းတွေလည်းကြားကြမှာပါ။ပြမျိုးကအရာရှိတယောက်ကိုတည်င်းအတိကျနဲ့ဝင်ပစ်သွားနိုင်တာကို့တဲကထောက်ခံသူတွေရဲ့တည်င်းပေးမှုကြောင့်ခုနောက်ပိုင်းလမ်းမှာဘလောက်ပဲရုပ်ဖြက်ပြီးရုပ်ဖြက်ပြီးတွားတွား PDF တွေကတည်င်းအတိအကျရနေတော့ဘသူမှခေးမသွားရကြတော့ဘူးကျွန်တော်စဉ်းစားလို့မရတာတခုရှိသေးတယ်ဘာဖြစ်လို့ကပအစ်စ်မီချင်းကြတက်မတော်ကြီးစီမှာဘယ်ပီသူလူလူကားမှလူလူလာလာစိတ်မမတန်းကျင်နေကြတာလဲတည်ရင်လေနောက်ဆက်မငင်ရအောင်ဆိုပြီးကျွန်တော်တို့တက်ချုပ်ကြီးကသူ့သားနဲ့ပေါင်းပြီးအာမခံကုမ္ပဏီတော်ထောင်ထားပေးသေးတာပဲမလားဒီနီလန်းကအဆင်မပြေတော့ဘူးဆိုရင် ဒီတည်င်းပေးပြဿနာကိုဖြေရှင်းဖို့အတွက်တမတော်ကိုထောက်ခံတဲ့သူမှန်ရင်စင်းမှုထမ်းဖို့မလိုတော့ပါဘူးဆိုတာမျိုးဥပဒေကိုပြင်ပေးမှရတော့မယ်ဗျမဟုတ်ရင်တက်ထောက်ခံသူတွေကပါ PDF အားပေးတွေဖြစ်ကုန်ကြတော့မယ်တည်င်းအမှန်တွေတင်ဆက်ပေးနေတယ် PDF Agency